ကျမလေးအကူကြီးလေးတခုတောင်းရရှိလို့ဟုတ်မမြင်ဒါဆိုအဲ့ကနေတော့ဆောင်နေလေငါလာခဲ့မယ်ဟာဟုတ်ကဲ့ဆရာကဲလာရင်ကိစ္စပြောအောင်မမြင်ဘာပြောလို့အော်ဟိုလေးစေသိန်းတော်လေးငွေလေးလှည့်ခြင်းတော့အေးပါဒါပေမဲ့ဒီနေ့တည်းကြီးမှာစေသိန်းတူအားလည်းနေရမှာမဟုတ်ဘူးဟာအာ ဲ့နေသမောနေ့မြူတော့တည်ပြီးပြီလားဒီလိုလာတာအဟုတ်မတည်သေးဘူးရှင်နေ့ကောင်းနေကောင်းနေငယ်လေးတာတငယ်ချင်းတော့တငယ်ချင်းပဲဟာဒါမဲ့ဟာတငယ်ချင်းဆိုတဲ့အတိုင်းတော့ဒီလောက်ငွေကြီးရလဲချီးဖို့စင်ပြေဦးလေအင်းအဲ့ဒါနဲ့ဟိုမင်းညကနင်းနင်းကလည်းပြောထားတယ်ဒီဒီ line ပေါ်မှာပြောထားတဲ့ကိစ္စလေးရော စဉ်းပြေတော့မလားအဲအဲ့ဒါလေးတစ္ဆာဘောက်တလို့ဖြစ်နေမလားလို့မဖြစ်ပါဘူးဟာဒီကိစ္စကဒီကိစ္စခက်မှာရိုးတော်နေပါပြီအဲ့ဒါကြီးမဟုတ်ပါဘူးအဲတို့လို့နေစက်သိန်းကျော်လောက်လေးလိုတယ်မလားလိုရဆိုတော့အဲဟိုချီးတို့ချီးပေးလို့ရတယ်ကွာအဲဒီဟာကိုအတုံးအတုံးမပါဘဲနဲ့ပေါ့ တိုးမပါဘဲနဲ့စဲသိန်းကိုပါနင်းဆက်ချင်တဲ့ချိန်ဆက်ဒါမို့ရင်ငါ့ကိုအဲ့လိုမျိုးနင်းနဲ့အဆင်ပြေအောင်လေးပြန်ပြီးတော့လိုက်လျောမယ်ဆိုရောအဖြစ်နိုင်တော့ပါအော်ဒါမို့မော်လီမကောင်းထင်တယ်ဟိုကျမမျိုးသားနဲ့ရှင်မဟာတငယ်ချင်းနေပြီးပြီးတော့ကျမမျိုးသားအပေါ်တခြားဘောက်တို့ဖြစ်နေမှာအဖြစ်ပါဦးမေကောင်ကြီးเนี่ยငါเนี่ยငွေလေးတာတငယ်ချင်းမှာဟာနော် တော့ကတော့သူလည်းဟာငွေကြီးကိစ္စနဲ့နည်းနည်းပါးလက်ခံလက်ခံမှာပါသိပါရဲ့မလွယ်ဘူးရှင်တော်မလွယ်ဘူးပေါ့ဒါမဲ့ငွေစဲသိန်းကျော်သွားလေဒီနေ့ခင်မမလွယ်ဘူးစဉ်းစားလေစဉ်းစားပေါ့ဆိုနင်းမလဲဟာခလေးတစ်ပတ်နဲ့လေဒီကိစ္စဖြေရှင်းဖို့တော့လွယ်တော့မလွယ်ဘူးဟုတ်ပါတယ်ကျမလည်း ကလေးစရိတ်တွေသူ့ရဲ့အကြောင်းစရိတ်တွေနဲ့အင်းရစရိတ်တွေကလည်းနေတာမဟုတ်ဘူးကဲအဲ့ဆိုရင်မမေအဲ့ဆိုကျွန်တော်တို့ဘလူးကြော်စကန်လေးနဲ့ဆောက်လိုက်ကြအောင်အဲမမေဘလူးကြော်သိလားဟွန်းမသိဘူးရှင်မမရလေအိမ်တော်သက်ဖြစ်ပြီဒါလေးတော့မြင်နေဘူးလားဘလို့ကြောက်တာလီးဆုပ်တာလေဒါမမရလေမမရရောက်ကြအောင်လုပ်ပေးမှုပါပါလားထူထောက်လားဟုတ်ပြီဟုတ်ပြီ 哎，那等于死了吧？我要了，老李死来家。